ရှိတောင်အာရှတခွင်မှာပြင်းထန်လာတဲ့ရေကြီးမြေပြိုမှုကြောင့်အ ਨੇ ဆုံးလူပေါင်း480တေဆုံးခဲ့ရပြီးတဲ့နောက်အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတို့အပြည့်အစည်ပုံတွေကိုရှင်းလင်းရင်းအခုအထိပျောက်ဆုံးနေစေဖြစ်တဲ့လူပေါင်းရာပေါင်းများစွာကို အပြိုင်ဆိုင်ရှာဖွေနေရပါတယ်။အခုအပတ်အတွင်းမှာမိုးသီးထန်စွာရွာသွန်းခဲ့မှုကြောင့်အင်ဒိုနီးရှားထိုင်းနဲ့မလေးရှားနိုင်ငံတွေမှာနေရာအများပြားရေမြုပ်ခဲ့ရပါတယ်။လူပေါင်းထောင်ပေါင်းများစွာ အမိုးကမရှိ အရေးကြီးတဲ့ကယ်ဆယ်ရေးပစ္စည်းတွေမရှိဘဲပိတ်မိတောင်းတင်ခဲ့ကြပါတယ်။ရည်ကြီးမှုတန်အစိုးဆုံးခံခဲ့ရတဲ့ဆူမထရာကျွန်းမှာရှိတဲ့အ ਨੇ စုံမြို့နှမြို့ကိုတနင်္ဂနွေနေ့အထိသွားမရဘဲရှိကအဆက်အသွယ်ပြတ်တောက်နေပါတယ်။ဂျာကာတာကနေကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ဖို့စစ်ရေးရင်နှစ်စည်းကိုတာဝန်ချထားပေးတယ်လို့အာဏာပိုင်ကြီးကပြောပါတယ်။အလဲတာပါနူလီနဲ့စီဘိုကာမြို့ဆိုတဲ့အဆက်ပြတ်နေတဲ့အ ਨੇ စုံမြို့နှစ်မြို့ကိုအထူးအာရုံစိုက်ဖို့လိုပါတယ်လို့ အမျိုးသားသဘာဝကပ်ဘေးအေဂျင်စီအကြီးအကဲဆူဟာရန်တိုကကြေညာချက်မှာထုတ်ပြန်ပြီးပြောပါရယ်။အဲ့ဒီရေရင်တွေစီဘိုကောက်ကိုတနင်္လာနေ့မှာရောက်မယ်လို့မျှော်လင့်ရကြောင်းသူကဆိုပါရယ်။အင်ဒိုနီးရှားမှာတည်ဆုံးသူအရေအတွက်က316ယောက်ထိရှိလာပြီးတော့289ယောက်ကပျောက်ဆုံးနေစေဖြစ်တယ်လို့သဘာဝဘီအန်ရဲ့အာဏာပိုင်တွေစီကနေရရှိတဲ့နောက်ဆုံးကိန်းဂဏန်းတွေအရသိရပါရယ်။ အနောက်ဆူမထရာရဲ့မြို့တော်ပဒန်းကနေကီလိုမီတာ100မိုင်အဖြစ်62မိုင်အကွာမှာရှိတဲ့စွန်ကိုင်းညာလိုရွာမှာတနင်္ဂနွေနေ့ကနေရအများစုရေကျသွားပြီဖြစ်ပြီးတော့အိမ်တွေကားတွေနဲ့စိုက်ခင်းတွေထူထပ်တဲ့မိခိုးရောင်ရှော်တွေကဖုံးလန်းကြံရစ်ခဲ့ကြပါတယ်။အာနာပိုင်းတွေကလမ်းတွေကိုရှင်းလင်းခြင်းမလုပ်နိုင်သေးဘူးလို့ဒေသခံတွေက AFP ကိုပြောပါတယ်။ပြင်ပကအကူအညီတွေလည်းမရောက်သေးဘူးလို့ဆိုပါတယ်။ ရွာသားအများစုကအိမ်တွေကိုထားပြီးထွက်မသွားချင်ကြလို့အဲ့ဒီမှာပဲဆက်နေနေကြတယ်လို့အင်ဒိုနီးရှားလူမျိုးအများစုလိုပဲနာမည်တစ်လုံးတည်းသာရှိတဲ့အသက်55နှစ်အရွယ်အီဒရစ်ကပြောပါရယ်။မြောက်ပိုင်းကန်ယိုရန်တလျှောက်ကျွန်းတွေမှာမြို့တုံးပြောက်ွယ်မဲ့အနေရရှိနေတဲ့ဆင်တကောင်ကတော့ဝိုင်ရီဥဒူးမျိုးကနေပျက်စီးနေတဲ့အဆောက်အုံတွေအနီးထူထဲတဲ့ရွှေနေတွေနဲ့အပျက်စီးပုံတွေအောက်မှာနစ်မြုပ်နေပါရယ်။ထိုင်းနိုင်ငံမှာဆယ်စုနှစ်တခုအတွင်းအဆိုးဆုံးရေကြီးမှုမှာအ ਨੇ ဆုံးလူ162ယောက်သေဆုံးခဲ့ရပြီးတော့ အပြည့်အစည်တွေကိုရှင်းလင်းဖို့နဲ့ကယ်ဆယ်ရေးပစ္စည်းတွေပေးအပ်နိုင်ဖို့အနာပိုင်းတွေကဆက်လက်လှုံ့ဆော်နေပါတယ်။ထိုင်းဆိုရရဲ့ကယ်ဆယ်ရေးအစီအစဉ်တွေမှာမိသားစုဝင်တွေဆုံးရှုံးခဲ့ရတဲ့အိမ်အောင်စုတွေကိုဘတ်နှစ်သန်းဒေါ်လာ6200အထိရောကြီးပေးမဲ့အစီအစဉ်လဲပါဝင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အစိုးရရဲ့ရေပေးတုံ့ပြန်ပုံကို လူထုကပို့ပြီးတော့ဝေဖန်လာနေကြပါတယ်။တာဝန်ပြက်ကွက်မှုတွေရှိခဲ့တဲ့ဆိုပြီးတော့တင်းနဲ့တရအရာရှိနှစ်ယောက်ကိုယာတူးကနေချထားခဲ့ပါတယ်။ အလေးရှားနိုင်ငံမြောက်ပိုင်းပါလက်စပင်နယ်မှာနေရာအများပြားရေကြီးခဲ့ပြီးတော့ရေမြုပ်ခဲ့ပြီးတဲ့နောက်နှစ်ယောက်သေဆုံးခဲ့ရပါတယ်။ပုံမှန်အဖြစ်ဇွန်လကနေစက်တင်ဘာလအတွင်းကျရောက်တဲ့20မုတ်တုံရာသီမှာမကြာခဏရေကြီးမြေပြိုမှုတွေဖြစ်ပွားလေရှိပါတယ်။အပူပိုင်းမုန်တိုင်းကအခြေအနေကိုပိုမိုဆိုးရွားသွားစေပါတယ်။မကြာသေးခင်နှစ်တည်းအတွင်းမှာဒီနိုင်ငံရဲ့ရေကြီးမှုတွေမှာအင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတို့ကအသေးအပြောက်အများဆုံးဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကမုန်တိုင်းတိုက်ခတ်မှုပုံစံကိုအပြောင်းလဲဖြစ်စေခဲ့ပါတယ်။ကြာချိန်နဲ့ပြန်အားအပါအဝင်ပြောင်းလဲမှုတွေဖြစ်စေခဲ့ပြီးတော့မိုးသီးထန်စွာရွာသွန်းစေကရုတ်တရက်ရေကြီးမှုတွေနဲ့ပုံမပြင်းထန်တဲ့လေပြင်းတွေလည်းကြာရောက်စေခဲ့ပါတယ်ရှင်။လောကောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။